ခြံငင်လို့စခန်းခြံငင်လို့စခန်း136ကြည်အောင်မောင်ကိုပြောမယ်နော်ယဟန်ဘွားကိုရနိုင်ခဲ့တဲ့ပြုမောင်တော်မောင်လေးပဲ သာသနာဝန်လန်းသင်္ကန်းဝတ်မဲဆိုသောရှင်လေးပဲသာသနာဝန်လန်းသင်္ကန်းဝတ်မဲဆိုသောချစ်ပေမဲ့လို့မခွဲနိုင်ပေမဲ့လို့တရားနဲ့သာပြောချစ်ပေမဲ့လို့မခွဲနိုင်ပေမဲ့လို့တရားနဲ့သာပြောမပြည့်စည်တဲ့မခရီးတွေရဲ့အနည်းငယ်ခွင့်ပြုနိုင်မဲ့တော့အင်း ကိုရုမြမပြီးမဲ2024ခုအတွက်ခေအစားဆုံးသပင်ကေရတော့ကျော်ရဲအောင်ရဲ့အကယ်ဒမီပွဲတက်ဖက်ရှင်ကေဖြစ်မလားမသိပါဘူးလူအပ်ရင်ယူနီဖောင်းလေးကောက်ချိန်လိုက်ရုံနဲ့လက်အုပ်ချီဖျားထုခံရဖို့အစင်းသင်းဖြစ်သွားတာကိုအရင်ဘဝကသင်္ကန်းလူဝင်အေဟိဘိက္ခုခေါ်လိုက်ရုံနဲ့ယဟန်တန်ဖြစ်တယ်ဆိုတာဒါမျိုးကိုပြောတာနေမှာစစ်တာမစစ်တာကိုရုလို့မဟုတ်ဘူးလေသင်္ကန်းဝတ်ထားရင် ဟဲ့ဖာသမားကြီးလို့ဆဲလဲတင်မဖះဆိုလိုက်ရတယ်ရိုက်ဖယ်ကြီးကိုင်းပြီးတတိုင်းတိုင်းနဲ့ပြစ်တတ်နေလဲနိဗ္ဗာန်ပူတယ်လို့မှတ်ရမယ်ဗီဒီယိုရိုက်နေတဲ့လူရှိမှဂရုံချင်းချင်းပြုတ်နဲ့ပြုတ်နဲ့ liquid တွေပေးနေလဲကိလေသာကင်းစင်ပြီးယဟန္တာရဲ့အပြုတ်မှုလို့ဝမ်းမြောက်မှုမောတာတုခွာရမယ်ချက်ပေါ်ကိုလက်တော်နဲ့ရစ်တာမဟုတ်လို့မိထုံမှုမမြောက်ဘူးဖះယဟန္တာရင်းမြရှင်ကြီး သာသနာတော်ကိုစောင့်ရှောက်လိုက်တာယဟန္နာဇံပြန်ဒီနေပြောင်မထူးအောင်ကိုပေါ်တော်မှာပါလားစစ်မှုရန်ဥပဒေတကူကြောင့်ယဟန်ပြူတွေမျိုးတကာရွာတကာအနှံ့ဖူးရတော်မဟဲ့သင်္ကန်းတိုက်ကလေးများခေါင်းရကောင်းမလားမသိပါဘူးသူများမပြောပါနဲ့လေကိုကိုရိုင်းတောင်းဖုံးနာဖို့ယောက်ျားတို့တမုံမြင့်ယောက်ျားတို့လို့ပြောင်ပြောင်ရှင်းရှင်းလေးနေခြင်းမိတယ်နောက်တစ်ခါမြို့တည့်ရင်တော့သင်္ကန်းလေးယုံပြီးရောင်းเจ้าက ตาမျက်စောင်းလေးယူစီသွားလိုက်အောင်ပါပြင်သစ်တွေကတော့မိစ္ဆာဒိဋ္ဌိမှုအယူလွဲသလားမသိပါဘူးသူတို့စကပုံဆိုရိုးစကားရှိတာက လာသီ20ပါလမွန်းနဲ့ဝိယုံခြုံတော်ဖြင့်ယဟန်ဖြစ်ကိုမရနိုင်လို့ဆိုလိုတယ်အေးလေတင်ကန်းကုံကြီးဆိုတာသူတို့ကဘယ်နားလဲမှာလဲတင်ကန်းမြင်ဖရာလောင်ဆက်တာမြင်တော့မှ သုံးနှုတ်ထုံမှုစုကိုခွန့်လို့ရတဲ့ဟာကိုကိုးပါသောတန်ခါကုံတော်တွေကို ြင်သစ်လိုဟောပြအောင်မှာပါလေအာဟုနေရောပါဟုနေရောတက်ခိနေရောဣဇလိကရဏီရောတွေနားမလဲလဲထရပြန်ထရပြန်ထရပြန်ဆိုတာရုတုံးကခေါ်လိုက်ကြနော်ဂိုင်းဒီလောက်ဆိုရင်ပါရီမာတဘာဝတရားရိပ်တာဖွင့်လို့ရပြီလားတန်ဒီဒုက္ခကြောင်းစောက်ချင်းစောက်လက်လာမူလို့ခင်တန်းຫນွယ်လို့ ਨੇ အလှခံပလိုက်မယ်လေခလို့ခနဲ့ရွရွဆောင်းဆောင်းရှိလိုက်လေ အဲ့ဒါကြောင့်အကျိုးသေးပြီးပြုံးနဲ့ရည်လိုက်တိုင်းမျက်နှာတစ်ချမ်းရွေ့ရွေ့သွားတာယဟန်ဘုရားမှာတီလာက အသက်ဆိုတာသိရတာ ਨੇ ဟုတ်ပါတယ်တီလာဆိုတာယဟန်မှာမဟုတ်ဘူးလူမှာလဲလုံရတာပဲအဲ့ဒီတော့မကိုရမဝထံပြောစမ်းပါကိုကူကူရောတီလာလုံနေထင်ရဲ့လားမန္နာပြောသစ္စာပါဒါကတော့ဗဇက်ပါလူတကာပြောတတ်တာပါ ယုံကြည်လောက်တဲ့အထောက်အထားသက်သေတော့လို့လိမ့်မယ်။ကိုချင်းသီလမဖောက်ပြန်တဲ့၍ဂန်ဂျမာဆိုတာကို့ဘက်မှာရှိရဲဆိုသစ္စာလေးနဲ့ပေါ်စီတက်ကနွယ်မြက်တစ်ပင်ဆေးဘက်ဝင်ဤလို့ဆိုရရှိတဲ့ဗျ။စီယုံဖွင့်တဲ့တတန်းတလျှောက်ကင်စာပြောက်အောင်ခုပေးလိုက်ပြီဆိုလူနာကိုပြန်မုံမိုးမပေးနိုင်ပေမဲ့အသက်ရှင်ဖို့မျှော်လင့်ချက်အလွန်နည်းတဲ့အချို့လူနာတွေဟာ မယုံနိုင်စရာကောင်းတော့အောင်အသက်ဘေးကလွတ်ကင်းလာကြတယ်အခုလောလောဆယ်ကိုစိုက်ကယ်မှောက်ပြီးရောက်လာတဲ့မြကွင်းညူနောက်စီညူနှစ်ရက်လောက်သတိလင်နေတဲ့လူနာကြီးဟာဘာဟုဖောက်ဖို့ကွန်ဆန်မပေးလို့မော်ဂျူရီအစ်စ်ကလေးကိုမျက်စောင်းတထူးထူးကုနေတော့မှာပဲတဖြည်းဖြည်းနဲ့သတိပြန်လည်လာခဲ့ပြီဖះမလားစကားနှခါတိတ်ဆိုင်တာတော့မဟုတ်ဘူးခုရက်ပိုင်းဘာလို့လို့အဆင်မပြေပါဘူး အခက်အခဲအတားအဆီးတွေများလွန်းလို့ကုသကံအယမ်းညံ့နေတယ်လို့စိတ်တကြနေမိတဲ့မနှစ်တုံးကတောင်းဖရာတရားလေးအာယုံပြုအဋိဌံဝင်ပြီးရင်လေးကငါးကခွဲရတဲ့လူနာတွေကို အဖိတ်အစင်မရှိအောင်လက်ဆက်သက်ပေးနိုင်ခဲ့တယ်။ကံဆိုတာအမြဲမကောင်းနိုင်ဘူးဆိုပေမဲ့ဟောဒီသုံးနှစ်လုံးလုံးဖရာဖရာတော်ပါသေးရဲ့တော်သေးတာပေါ့ဆိုတဲ့အမေရိတ်တီမပြတ်အောင်စွန့်စားပြီးတော့ ဘယ်တော့မဆိုကံတရားကကိုယ့်ဘက်မှာရှိခဲ့တာကြီးပဲအဲ့ဒါဘုရားသခင်ကိုယ်ကပေးသနာတော်မူတာမဟုတ်လို့ဘာဖြစ်ရအောင်မှာလဲအောင်မဲကချင်းသားတော်တော်တော်ဝဲနေပါပဲလားအကယ်ဒမီပေးကြအောင်နော်ကိုစီလာတဲ့ကားကိုတားပြီးတနတ်နဲ့ချိန်ဖြစ်တယ်တနတ်ကဂျမ်းဖြစ်သွားလို့မိုးပေါ်ထောင်ပြခါမှာပဲနိုင်ငံလေးထွက်လာတယ်ကိုပါဝင်ရှေ့ကနှစ်စီးလောက်ပဲလွတ်ပြီးနောက်ကကားရဲ့အကုန်လုံး လူ20လောက်ပေါ်တာအဆွဲခံရတယ်။နောက်နှစ်ရက်လောက်ကြာမှအဲ့နေရာကပဲလက်နဲ့ကြီးမှန်တဲ့လူနာကိုကိုရုကပြန်ကုကသေးတယ်။ဒီထက်ပိုပြီးကံကောင်းတဲ့သူရှိပဲရှိပါစေအောင်တော့ကိုရဲ့ကုသကံအပေါ်မှာလူနာတွေရဲ့အသက်ရောကိုကိုရိုင်းရဲ့အသက်ရောကုလက်အောက်ငယ်သားတွေရဲ့အသက်ရော ပုံအောပြီးလောင်းကြီးထပ်ထားတဲ့အချိန်ခါမှာ ကံပူကောင်းလာအောင်ကံမွေ့အမွှေးတိုင်းထုံးလို့မရဘူး ညံကိုလွှာသုံးပြီးစဉ်းစားချင်ညာတဲ့နေရာမှာဘယ်ခါမှမလျော့ခဲ့ဘူးတတိဝရိယထားပြီးကြိုးစားအားဆက်ရမယ့်နေရာတွေမှာလဲကိုယ်စွမ်းညံစွမ်းရှိသမျှအကုန်သုံးချခဲ့တာကြီးပဲကန်းစူရာကြီးကြတော့မယုံလို့လည်းမရပုံလို့လည်းမရဗျာမမလစ်ဟင်းအောင်သာစီမံနိုင်တော့တယ်လူတိုင်းပြောလို့ရှိတဲ့စကားစိတ်ထားကောင်းရင်ကံကောင်းတယ်တဲ့ ဟုတ်ဟုတ်မဟုတ်ဟုတ်စိတ်ထားကောင်းကောင်းထားတယ်ဆိုတာကို့အတွက်တော့ဘာမှအပမ်းမကြည့်ဘူးကိုနဲ့တွေ့သမျှလူတိုင်းအပေါ်စိတ်ကောင်းထားနိုင်အောင်ကြိုးစားတယ်အဲ့ဒီအချင်းကအယူထဲမှာစွဲနေအောင်ကျင့်ယူတယ်ဒူနာရဲ့အပေါ်မှာစူးစူးဆဲဆဲပြောဆိုနေရင်တောင်ကို့ရင်ထဲကစေတနာကိုသူတို့မခံစားမိပဲမနေအောင်ပွင့်ပွင့်လင်းလင်းဆက်ဆက်နေဘသူကမှဟန်ဆောင်မြောက်ပင့်ပြီး မာယာနဲ့မဆက်ဆံဘူးဥထုဇဉ်ပြီးပြီး ချစ်ချင်းမုံညင်မကင်းတာကြောင့်စိတ်ရင်းတိုင်းဆိုရင်ဘေးစစ်သားဘေးရဲကိုမှစိတ်မကူချင်တာအမှန်ပဲသို့တော်လေကုစီကိုရဲရရောရှမ်းနီစစ်သားရရော စေးလာကူပူပါတယ်လူနာဖြစ်နေလာရင် လူနာအမှန်နဲ့ပဲစေးကူတယ်သူတို့အပေါ်မှာတောင်စိတ်ကောင်းနှလုံးကောင်းထားနိုင်အောင်ကြိုးစားတယ်ကုလုပ်ငန်းဝင်မလို့လေ ethics ရဲ့အုတ်ကိုအစွန်းအထင်မရှိ ထိမ့်သိမ်းရင်ကောင်းကြီးမင်္ဂလာအဖျားဖျားနဲ့ ြည့်စုံစီတယ်လို့ကုဆရာသမားတွေကသုံးသင်ဆုံးမထားလို့ဘာပဲပြောပြောခဲရခဲစစ်လူနာတွေကိုစီးကူရတဲ့အခါကို့အတွက်က blessing your luck your miracles your ဘာမှစုလို့ခြင်းနဲ့လိုအပ်တယ်မင်းဒီလိုနေမှအဲ့ဒီဟာတွေရလိမ့်မယ်လို့ဆိုလာရင်မရမရှိရလျောင်းသူတို့ပြောသလိုပဲနေတယ်ကို့ဘက်ကကမ်းရမယ်ဆိုတဲ့လက်ကိုခြံမထားဘူးအဆုံးတိကမ်းတယ် မဟုတ်တာမဟုတ်တာကတော့ကံတရားလေးလို့တတ်ထူချရင်တောင်းအဲ့ဒီကံတရားမှာကိုယ့်ဘက်ကအဆိုးအညံ့တွေပါနေမှာဆိုလို့ဘုရားရှိခိုးမြတ်တာပို့ဆိုလဲပူတာပဲပရိစိတ်ပြီးအဋ္ဌံဝင်ဆိုလဲဝင်တာပဲအရင်ကလိုပျော်ပျော်ပါပါတောက်တောက်ဆာဆာတောင်းမလုပ်တော့ဘူးမကောင်းတာဆိုဘာတခုမှမလုပ်ဘယ်ဘုရားသခင်အဆုံးမနဲ့မှအပြစ်မရှိအောင်လေလူမစွန့်လို့နတ်မမဲဆိုရင် ယမနနောက်ဒေဝတာများတယ်မကဘူး။ကွမ်ယင်ဘောဆာရော38မင်းပါဟင်းအင်းတခုံးမှပြောစရာမရှိအောင်နေတာ။အယူသီးလို့တော့မဟုတ်ဘူး။ဒါလေးတော့မလုံမိပဲကိုလို့မကြံရစ်ခဲ့စီချင်တာ။ဦးစွတ်တဲ့ကလေးလေးကိုခွဲကန်းနဲ့တွင်တော့သူ့အဖွားကိုဝါမှာရှင်းပြတယ်။ကလေးအသက်ရန်ရဲ့စိုးရင်ရတယ်။အမမခံနိုင်ပေမဲ့အစွန်းငုံတော့ကြိုးစားပေးမယ်။ရွေးစရာတခြားနည်းလမ်းလည်းမရှိတော့ဘူး။ အပြင်မှာထိုင်မရထမရနဲ့တောကပူရင်းနေမယ်အစားသွားရွာဦးနှစင်ကိုသွားကိုယုံကြည်သလိုရိုးရွာနဲ့ပါတာဆူတောင်းနေကြီးဆိုလွတ်လိုက်တယ်ကုလူလဲအထဲမှာမေဇီပြက်တနာခလီပီစီဘိုက်ခွဲရတဲ့ပြက်တနာတွေကိုအာယုံဆိုင်သူတို့လဲကြက်ဖူကြက်မမုံပြုံမုံနေတွေနဲ့ခွန်းစင်မှာစွန့်တင်ကြဘသူလို့လို့ပဲဖြစ်ဖြစ်အပိတ္တမှာ ခလီကောင်းသွားတာကိုပဲလူချင်းတယ်ဘာအကြောင်းပြချင်းနေဖြစ်ဖြစ် ကလေးအသက်ကိုထိခိုက်ပါဆိုတယ်အဲဒါကြောင့်လုဆရာရှိရာတွေကိုဘာတစ်ခုမှမကြောင်ခံကောင်းအောင်လုပ်ပြတယ်ဦးဟအရှင်ဖန်းဆိုင် AIDS ပျောက်တဲ့ဆိုတာမျိုးတော့လိုက်လို့တာမဟုတ်ဘူးလေဒူနိုဟမ်နဲ့မှပိုင် why not ဆိုပြီးလုခိုင်းလိုက်တာပဲသူရောကိုရော stress တွေ tension တွေရော့မယ်ဆိုရင်အကျိုးရှိပါတယ်ကိုယ့်ရဲ့လူနာတွေအတွက်ကိုရုတော်လှန်ရေးအတွက်ကံကြမ္မာက ဥပမာရှိနေစီဖို့စိတ်ကောင်းကောင်းထားတယ်အကျင့်ကောင်းကောင်းနေတယ်အကြံကောင်းညာကောင်းနေနဲ့အလုပ်ကောင်းကောင်းလုပ်တယ်ဆရာကောင်းသမားကောင်းနေနဲ့တိုင်မင်းနေမိကောင်းဆွေကောင်းတွေရဲ့အကူအညီကိုရယူတယ်စာကောင်းပေကောင်းလေးတွေရေးနိုင်အောင်ကြိုးစားတယ်မကောင်းတဲ့အလုပ်ဆိုပေါ်ပေါ်ထင်ထင်လည်းမလုပ်ဘူးပုံရှုွယ်ရှုလည်းမလုပ်ဘူးဟိုဘက်ကလူတွေနဲ့စန့်ကျင်ဘက်ဝေးရအရက်ကိုဒီဇိုင်းမမှတ်ခရီးဆက်နေခဲ့တယ် အကျိုးဆက်ကတော့မြင်တဲ့အတိုင်းပဲလေခုနေရာလေးရင်ကွက်အေးနေလို့ပူရဲလို့မထင်တော့မဟုတ်ဘူးကိုကိုတိုင်းအပူဓာတ်ကင်းလို့ခုနားဝန်းကျင်မှာအေးမြနေရအဲ့လိုဆိုတော့ဆရာဆူလေးလဲသူရောသူပြေချန်တလေးစောင်းကိုလို့တိတ်မဝင်ကမဝါမညှက်တော်ညာလဲမောင်မဆော့ပါအောင်စိတ်ပရီးနဲ့ဖုံးတော်ကြီးလို့နေပါမယ်ဆိုတော့အစားထဲမှာတော့ပါပါတယ် မူလောက်ရှိတော်တော်တောင်ကြီးညိုးကုန်ကြရုံပဲလူတိုင်းလူတိုင်းဟာကုဘကစွန်းအားရှိသလောက်အားကုန်ယုံပြီးရင်အကောင်းဆုံးရလတ်ကိုရဖို့အတွက်တော့စူပါပါဝါရှိရဲ့အထက်ပုဂ္ဂိုလ်တဦးစီကအားကိုးရှာကြတာပါပဲပုဂ္ဂလတိထံသဘောမရှိရင်တောင်ဒီလမ်းစဉ်ဟာမှန်ကန်တဲ့လမ်းစဉ်လို့ယုံကြည်ချက်တရားတရားခိုင်မြဲဖို့လိုတယ်အင်္ဂလိပ်လိုတော့ faith လို့ခေါ်ကြတယ် ခရိယန်တွေအတွက်ဟောရဘုရားသခင်နဲ့ယေရှုခရစ်တော်အပေါ်မှာတက်ဝင်ယုံကြည်သလိုပဲအစ္စလမ်ဘာသာဝင်တွေအတွက်အလာရှင်မြတ်အပေါ်မှာကုရုအတွက်တော့ယန္နာသုံးပါးအပေါ်မှာကိုစီကိုငှတက်ဝင်ယုံကြည်ကြပါတယ်အဲ့ဒီယုံကြည်ချက်ကိုလိုက်ပြီးကုရုရဲ့ဘဝတသက်တာမှာအားထားကူးကွယ်ကြတယ်အပမှန်ခွဲခြားနားလည်ကြတယ်ဘေဖရားကမှားပြီးဘေဖရားကမှန်တယ်လို့မရှိဘူး ကိုယုံကြည်ရနဲ့ကို ကိုဖះအဆုံးမနဲ့ကိုနေကြရတာသာသနာဆိုတာတကယ်တော့အဆုံးမပဲဘေပါတာရဲ့အဆုံးမအောက်မှာပဲနေနေအမှန်နဲ့အမှားဓမ္မနဲ့အတ္တမကိုတောင်းမခွဲကြတတ်ဘူးဆိုရင်လူချင်းချင်းညှိမှန်းနှိပ်စက်ပြီးမတရားသောအကုသိုလ်အမှုတွေကို အစီအတာမရှိကျူးလွန်နေရင်အဲ့ဒီလူတွေရဲ့ရှင်သန်ခြင်းကဘလောက်ဆိုးွားနိုင်ကြလိုက်မလဲ လူတိုင်းဝိုင်းကတောင်လက်မခံလို့ပုတ်တင်ရှင်းလင်းနှိမ်နှင်းပြရတဲ့အဆင့်ထိရောက်တယ်ဆိုတော့စဉ်းစားတာကြည့်ပါတော့ဘာသာတရားအစုံအမဆရာသမားမိဘအစုံအမနဲ့ရင်ပါကြီးပြင်းလာရတဲ့ကုဘဝတသက်တာမှာဟောဒီစစ်အစိုးရလောက်တရားမဲ့စွာညှဉ်းပန်းအနိုင်ကျင့်သောကောက်ကြည့်ယုံမာသောလူတိုင်းဝိုင်းမျိုးမမြင်ဘူးမကြုံဘူးခဲ့ဘူးဒီအခြေအနေမျိုးအောက်မှာ ို့အကျိုးစီးပွားမထိခိုက်အောင်လိုက်ရောညီထွေချိုးနှိမ်နေထိုင်ဖို့ဆိုတာကို့ဖို့တော့ဘလို့မှမဖြစ်နိုင်လားတေးရမှာထက်တောင်းပူခံမြင်လာကြည့်သေးတယ်သူတို့ဘက်ကလည်းငါတို့ဥချုပ်မှုကိုမှမနာခံရင်ဒတိုင်းပြည်လုံးတယောက်မှမကြံလဲငါတို့ယူပဲနေမယ်အကုန်ထွက်သွားကြရှိတာတွေအကုန်ထားခဲ့ဆိုပြီးမောင်းထုံနေတာပဲပြည်ရင်းစစ်ပဲထားလိုက်ပါတော့လူတွေအချင်းချင်း တ်ကြဖြတ်ကြတယ်လေတစ်ဖက်ဖက်က လူကုံတလောက်ရှိပြီးဆက်တိုက်เสียမှာကြံတော့မှရက်သွားမှာဘသူကအရင်ကုံမလဲဘသူဘက်မှာစစ်တိုက်ပေးမဲ့သူမကြံတော့ဘူးလေရှင်းရှင်းလင်းလင်းသိရတော့မှာပါကူပါတဲ့ဘက်ကနိုင်မဲ့ပဲဆိုတာကုရတိမယုံကြသေးဘူးလားအလောက်စားအရှိဖတ်လာပြီးတာတောင်ဟုတ်ပါမလားစိုးရင်နေသေးရင်တခုခုတော့မှားနေပြီထင်တယ် ကိုတို့နိုင်နေပါပြီဒီထက်တေးကြတာတော့ဒီလောက်မတေးကြဘူးတိုက်ပွဲတရာမှာအောင်ပွဲတရာတကဘာလုံးကဒုဘက်မှာဘုရားသခင်နေအားလုံးဒုနဲ့အတူဥစဉ်တို့ရဲ့ရှောင်းလင်ခိုင်းရောဆရာလူတို့ရဲ့အောမီခိုင်းရောတပည့်တော်ရဲ့ဝူထန်းခိုင်းမှာမိစ္ဆာစစ်တပ်ကိုနိုင်အောင်တိုက်ကြမယ်လေ ready ပဲမလားအောမီတော်ဖို့